ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ညတကောင်းရဲ့အချိန်မှာတော့တစင်းကမိဖို့ကြောင့်လည်းဝင်ပြီးတခုခုရှာနေတဲ့အချိန်မှာပဲတစင်းရဲ့အမေဖြစ်သူဒိုဟိမာကစုညံတန်ကိုကြားပြီးတော့မိဖို့ကြောင့်လေးကိုရောက်လာပါတော့တယ်တရေတရေဖရားရေ ဆုံးမကြည်လားမသိဘူးကဲပေါင်းတော့ဖះရေမဟုတ်ရင်ဒီနေ့ကျမရဲ့အသက်ပျောက်သွားရလိမ့်မယ်ဆုံးမမဟုတ်ပါဘူးဆုံးမမဟုတ်ရင်ကပွေမဖြစ်လောက်မယ်ဖះရေတလောက်မြင်မြန်ကြည့်ဖះစီကိုမလာချင်သေးပါဘူးကျမတို့ဒီနေ့တော့ကဲပေါင်းတော့အမေကြီးကြောက်စရာမလိုပါဘူးတမီးပါဘသူလဲတမီးလေအမေအမေရတမီးအဲ့နောက်မှာတစင်းကမီးဖွင့်ပြီးတော့မျက်နှာမှာကန်ထားတဲ့မက်စ်ကိုခွာလိုက်ပါတော့တယ်။အတော့မကြတဲ့တမီးပဲ နင်းကြောင်နဲ့ငါမှနှလုံးရက်သွားတော့မလို့အမေကအကြောက်လွန်နေရလေသမီးကဒီတိုင်းနင်းစီပဲနဲ့လှုပ်ထားတဲ့မတ်စ်ကိုကတ်ထားရုံပဲရှိတာအဲ့ဒီမတ်စ်ကအသားရည်ကိုစုပ်ပြစီတယ်လေဘာရီဘာရီယူလာပြီးဘာလုံးမှမသိတော့သွားအေးလိုက်တော့သွားပြီးရင်ငါ့ကိုလည်းအိတ်ခွင့်ပေးအဲ့နောက်မှာဒဇင်ကအိတ်ဖို့အတွက်သွားလိုက်ပါတော့တယ်နောက်နေ့တရက်မှာတော့မြို့မှနေတဲ့ကောင်မလီတော်ရာကဈေးကနေမိတ်ကပစ္စည်းတွေအများကြီးဝယ်လာပြီးတော့အခန်းထဲဝင်ပြီးမတ်စ်ကတ်နေတဲ့အချိန်ဒေါမြကြီးရောက်လာပါတော့တယ် နေရဲ့တလဆာအမိုက်တွေဝယ်ပြီးတော့ရောက်လာပြီလားအခုကရောပါရီကတ်နေရလဲအမေဒီမတ်စကအသားရည်ရစ်တဲ့ခန်းချောက်တာကိုကာွယ်ပေးတယ်ပြီးတော့မျက်နှာလေးကိုလည်းဝန်းစီတယ်အမေရဲ့ပြီးတော့ကြည့်ပါအောင်လားမေသမီးပေါ်တီလို့ရှင်လည်းဝယ်လာသေးတယ်တလဆာမိတ်ကက်ဝယ်တဲ့ပတ်စံကရခမအိမ်မှာတလဆာရိတ်ခါဖို့ဖြစ်လာတဲ့အချိန်ကအမေပြောတာကိုသမီးနားလည်လာလိမ့်မယ်ဒေါမြရေကစူပူပြီးတော့တွန်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဒေါအီးချင်းတို့အိမ်မှာတမီသားစုလုံးကဟောကင်းထဲမှာထိုင်နေတဲ့အချိန်အကို ရူပီ9000လာပေးပါလားအလှပြင်ဆိုင်သွားမလို့အလှပြင်ဆိုင်သွားเสียဘာလို့လို့လဲအလှပြင်ဆိုင်သွားလေညီမလေးရဲ့မြောင်းမရုပ်ကပြောင်းလဲသွားမှာမှမဟုတ်တာအမေကြည့်ပါအောင်လားအကူကအချိန်တိုင်းတမိကိုစနောက်နေရောပဲတားရဲ့မိမသာရောက်လာရင်တားရဲ့အိတ်ကက်ထဲကနေဘလိုမျိုးအေးအေးဆေးဆေးရူပီ900လောက်ထွက်အောင်လုပ်မလဲကြည့်နေလိုက်ဟုတ်တယ်အမေပြောတာမှန်တယ်ဒါနဲ့တားလေတားလေအိမ်တော်ပြုတ်မဲ့အရွယ်ရောက်နေပြီတားကြိုက်တဲ့ကောင်မလေးရှင်ပြောမရှင်ရင်လည်းဖေတို့ပဲကောင်မလေးရှာလိုက်တော့မယ် အဲ့လိုမဟုတ်ပါဘူးဖေတားအိမ်တော့မပြုတ်ချင်သေးဘူးအခုအိမ်တော့မပြုတ်ချင်ဘယ်တော့မှပြုတ်မှာလဲတားရဲ့အတကပြန်23နှစ်ရှိနေပြီတားကိုအိမ်တော့ချပေးပြီးသွားရင်ထက်မြက်ကိုလည်းအိမ်တော့ချပေးအောင်မယ်အဲ့လိုဆိုလေအမေတို့အဆင်ပြေတယ်လို့သာလှုပ်လိုက်ပါတော့ဗျာဒေါ်အီးချန်းကချွေးမရှာတဲ့လူကိုစပြီးတော့ဆောင်ရွက်တော်တာပေါ့ညီမအီးချန်းကြီးညီမရဲ့သားအတွက်တော်ဆက်မှုတစ်ခုရှာတွေ့ထားတယ်ဒီမှာကြည့်ပါဦးအဲ့ဒီကောင်မလေးရဲ့ဓာတ်ပုံကောင်မလေးကတော့ချောတာပဲဖုံဖုံ ယင်ကြီးတိမ်မွေ့တယ်လို့အရန်ကိုလည်းယူသားတယ်။ဒါပေမဲ့ရွာကကောင်းပါလိမ့်နော်။မမုံရဲ့ကျွန်တော်တို့လည်းအဲ့လိုကောင်းပါလိမ့်မျိုးပဲလိုက်ရှာနေတာပါ။ကြည့်ရတာကျွန်တော်တို့ရဲ့ချွေးမရှာပုံတော့ခကြီးကရက်ရတော့မယ်နဲ့တူတယ်။မျိုးရီရွာတွေကအေးမကြည့်ပါဘူး။ကောင်းပါလိမ့်ကယင်ကြီးတိမ်မွေ့ရင်ရပါပြီ။နောက်တရမနဲ့မှာတော့ဥပညာတို့မိသားစုဟာသင်းကိုကြည့်ဖို့အတွက်ဒေါ်ဟီမာရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။အမေ၊တမီးရဲ့တော်အားတော်မဲ့ရောင်းမလေးကတော်တော်လေးကိုဖြူတာပဲနော်။နွားနို့လိုပဲဖြူစင်နေရော။ ကျမတို့ကတော့တမိလေးကိုတယူတရာနဲ့ပြုစုပြိုးထောင်လာတာလေ။အဲ့ဒါတော့ဟုတ်ပါပြီ။ဒါပေမဲ့အမရဲ့တမိကချက်ပြုတ်တတ်တယ်မလား။တိတ်မပူပါနဲ့ဗျာ။ကျွန်တော်တို့ရဲ့တမိသားအကိုတို့အင်ကိုသွားရမယ်ဆိုရင်အကိုတို့မိသားစုဘာမှစိတ်ပျက်စေရမှာမဟုတ်ပါဘူး။ဒီလိုဆိုရင်တော့အရန်ကိုကောင်းတာပေါ့ရှင်။ကျမတို့ရဲ့ချွေးမလေးကချောမောလှပတဲ့ပြင်အိမ်မုတ်ကိစ္စလည်းကောင်းကောင်းဆောင်ရွက်နိုင်နေတယ်ဆိုတော့ကျမတို့ကံကောင်းတာပေါ့။ ဒီလိုနဲ့ပဲယောဂကောင်းမလေးတစင်းကမြို့ကကောင်းလေးရဲရင်နဲ့အိမ်တောင်ပြုတ်ဖို့အကြောင်းဖန်လာပါတော့တယ်။အဲ့နောက်မှာဒေါ်အီချန်းကအင်ကိုလာပြီးတော့အကြောင်းစုံကိုပြောပြလိုက်ပါတော့တယ်။အမေအခုတည်းကောင်းမလေးရှာပြီးသွားပြီဆိုတော့ကျွန်တော်တို့ရောဘယ်ချိန်ကောင်းမလေးရှာပေးမှာလဲ။ကြည့်ပါအောင်လာမယ်။အကိုလေးကဘယ်ချိန်နဲ့အိမ်တောင်ပြုတ်ချင်နေလဲမသိဘူး။အကူကအရင်ကအိမ်အောင်ပြုတ်ချင်နေတာမဟုတ်ဘူးအကူပြီးညီမလေးရဲ့လေဆိုတော့ညီမလေးကိုအိမ်ကနေမြေမြောင်းထုတ်ချင်နေလို့လေ ညီမလေးကိုမနှောက်ကြပါနဲ့တားလေးရယ်ဒါနဲ့တားရောကောင်မလေးတွေ့ထားပြီးသားမလို့လားဟုတ်တယ်ညီလေးရာကောင်မလေးတွေ့နေပြီဆိုလဲပြောလိုက်အကိုတို့အတူတူတရက်ထဲမင်္ဂလာပွဲကျင်းပကြတာပေါ့အကိုကျွန်တော်ကောလိပ်တက်တုန်းကတော်ရားဆိုတဲ့ကောင်မလေးနဲ့တွေ့ခွင့်ရခဲ့တာအဲ့ဒီကလေးကအခုချိန်အထိအဲ့ဒီကောင်မလေးနဲ့တွဲနေတာပြီးတော့တရုံနေသားတွေလည်းဟုတ်တယ်ตาလဲဆုံးဖြတ်လိုက်ပြီဆိုတော့လဲကောင်းတာပေါ့လေအမေတို့လဲကောင်းမလေးရှာဆရာမလို့တော့ဘော့ တမိသားစုလုံးလည်းထက်မြက်ရဲ့စကားကိုနားထောင်ပြီးဝမ်းသာနေကြတော့တာပေါ့။နောက်နေ့မနက်ပါပဲဒိုအီးကျန်းတို့တမိသားစုလုံးကတော်ရရဲ့အိမ်ကိုသွားကြပါတော့တယ်။နောက်တော့ထက်မြက်နဲ့တော်ရတို့ရဲ့မင်္ဂလာနေ့ရက်ကိုလည်းအတူပြုလိုက်ကြပါတော့တယ်။ယနေ့ငယ်ကြရင်နောက်မှာတော့ညီကိုနှစ်ယောက်လုံးရဲ့မင်္ဂလာဆောင်မယ့်နေ့ရက်ကိုရောက်လာပါတော့တယ်။အတွင်းနှစ်တွဲလုံးကစတိတ်စင်ပေါ်မှာထိုင်နေကြတော့တာပေါ့။ယောဟာကောင်မာလီတော်တာကတော့မိကက်ကိုမြို့သူပုံစံဖြစ်တာနဲ့အညီအယောင်ဖြော့ဖြော့လေးပြင်ဆင်ထားပြီးတော့ ။ဒဇင်ကတော့ရွာကကောင်မလေးဖြစ်တာကြောင့်မိကပ်ကိုနီးရဲနေအောင်လို့လိမ့်ချေထားပါတော့တယ်။အမတို့ရေပန်းကုန်းစွတ်ပေးရမယ့်ချိန်အားရောက်နေပြီ။ပန်းကုန်းယူလာလိုက်တော့ဒေါမြရင်နဲ့ဒေါ်ဟီမာတို့ကပန်းကုန်းကိုယူလာလိုက်ပါတော့တယ်။နောက်တော့လေးယောက်လုံးကိုပေးလိုက်ပါတော့တယ်။အကိုနဲ့ရောင်းမတို့ရေအချိန်ကျနေပြီ။မြ мян လေးတယောက်ကိုတယောက်ပန်းကုန်းစွတ်ပေးလိုက်တော့ဘန်ကုန်းစွပီးပြီးတဲ့နောက်မှာတော့အေးတဲ့တချို့ကသူတို့သမီးနှစ်ယောက်ရဲ့မိတ်ကပ်ကိုကြည့်ပြီးတော့အမျိုးမျိုးဝေဖန်နေကြတော့တာပေါ့ တားလေးထမင်းရဲ့မိမမိတ်ကက်လိန်ထမင်းတော့မသိရအောင်တော်တော်လေးကိုဖြော့တာပဲနော်ဟုတ်ပါနော်သူတို့သမီးနဲ့တော့မတူဘူးတားလေးရဲရင်မိမကိုကြည့်လိုက်သူကမှပိုးတော်လှသေးတယ်အနီအောင်ဝတ်စုံနှခန်းကြီးရဲရဲနဲ့မျက်နှာလေးကလည်းနီးရဲပြီးတော့တင့်တယ်နေရောပဲအတော်တို့ကမင်္ဂလာထမင်းဟင်းကိုစားဖို့လာတာလားဒါမှမဟုတ်သမီးရဲ့ရောင်းမတွေကိုအမတ်ပေးဖို့လာတာလားရှင်မြို့ကရောင်းမရောရွာကရောင်းမရောနှစ်ယောက်လုံးကလှနေပြီးသားအဲ့ဒါကြောင့်အတော်တို့ဝေဖန်တာကိုရက်လိုက်ပါတော့နော် ဂျမင်းရဲ့စကားကိုနားထောင်ပြီးအတော်နှစ်ယောက်ကမျက်နှာပြစ်သွားပါတော့တယ်။အဲ့နောက်မှာသားနှစ်ယောက်လုံးရဲ့မင်္ဂလာဆောင်ကခန်းခန်းနန်းနန်းနဲ့ကျင်းပလိုက်ပါတော့တယ်။အဲ့နောက်မှာဒိုအီချန်းကတီးဝိုင်းတဲ့အတူချွေးမနှစ်ယောက်ကိုအိမ်ကနေကြိုဆိုလိုက်ပါတယ်။ရောက်ကမအိမ်ကနေသမီးတို့နှစ်ယောက်လုံးကိုကြိုဆိုပါတယ်ကွ။သမီးတို့ဒီနေ့ကစားပြီးဒီအင်းကယမင်းရဲ့အင်းဖြစ်တယ်လို့သမီးတို့အင်းဆိုလဲဟုတ်တယ်။သမီးတို့တွေအနားယူလိုက်ကြအောင်မင်္ဂလာဆောင်မှာအလုပ်တွေရှုပ်ထားတာဆိုတော့ပင်မနေရောပေါ့ မနှက်ပြတ်မနှက်ကြသမီးတို့ရဲ့ပထမဆုံးမိဘကြောင့်ဝင်ရမယ့်တလေးရှိမယ်။ညနေကျအိနေနာချင်းတွေနဲ့ဆွေမျိုးတွေဟာသမီးတို့မျက်နှာကြည့်ဖို့အတွက်အိမ်ကိုလာလေကြလိမ့်မယ်။ဟုတ်ကဲ့မေ။သမီးတို့အစဉ်အသင့်ပြန်ထားလိုက်ပါမယ်။ဟုတ်တယ်မေ။ရှင်မင်းကရောင်မနှစ်ယောက်လုံးကိုအခန်းထဲလိုက်ပို့ပေးလိုက်ပါရယ်။နောက်နေ့မနက်မှာတော့တစင်းကပြင်ဆင်ပြီးမနှက်စာလုပ်နေတဲ့အချိန်တော်ရာကအခန်းထဲမှာသူ့ရဲ့ပစ္စည်းတွေကိုလိုက်ရှာနေတော့တာပေါ့ကိုထက်မြက်ရင်အချစ်ရဲ့မော်တော်ရစာပမာထားရလဲ အချစ်ကလည်းအချစ်ရဲ့အိတ်ထဲမှာပဲရှိမှာပေါ့တေချာရှာကြည့်လေမတွေ့လို့ပေါ့ပျောက်သွားလည်းမသိဘူးဘာမှမဖြစ်ပါဘူးအချစ်ရဲ့အခုတော့အောက်ထပ်ဆင်းကြရအောင် အမိခေါ်နေပြီပြီးကြမှာမွိုင်းချာရိုက်ဆာလိမ့်လိုက်တော့ပေါ့မရပါဘူးအခုပဲမွိုင်းချာရိုက်ဆာအော်ဒါမှာပဲအချစ်ဟာစကင်ကဲရူတင်းလုပ်လုပ်ပြီးမှအခန်းထဲနေပြင်ထွက်လို့ရှိတာတော်ရရဲ့စကားကိုနားထောင်ပြီးတော့ထက်မြက်ကမွိုင်းချာရိုက်ဆာကိုအော်ဒါမှာပေးလိုက်ပါတော့တယ်နောက်ဆုံးတော့မွိုင်းချာရိုက်ဆာရောက်လာပြီပဲ အခုငါ့ရဲ့အသားရည်ကိုနူးညံ့သွားလောက်ပြီးမှပဲမိတ်ကက်လိမ့်မယ်။အဲ့နောက်မှာတော့တော်ရာကဘော်ဒီလိုရှင်းလိမ့်ပြီးမျက်နှာကိုမွိုင်းချာရိုင်းစာလိမ့်လို့ပြီးသွားတဲ့နောက်မှာ မိတ်ကက်လိမ့်ရင်တနအီကြာပြင်ဆင်ပြီးတဲ့နောက်အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။မိတ်ကက်လိမ့်လို့ပြီးပြီလားသမီး။သမီးရဲ့အမမနှက်စာတော့ပြင်လို့ပြီးပြီ။တကယ်တော့လေအမေသမီးတို့ကလာပါဦးစားပေးဖြစ်နေလို့ပါ။မိတ်ကက်မပါဘဲနဲ့အခန်းပြင်တော့မထွက်ဘူးလေ။ဘာမှမဖြစ်ပါဘူး။အခုသမီးကမုံချိုလုပ်ပေးမယ်။ဒါဆိုအမရေဒီဟိုဆေးဟာလောမလုံနဲ့။ မုံလာဥနီဟာလဝါပဲလှုပ်လိုက်ညီမလေးတို့မိသားစုအားတီဟိုစေးဟာလဝါမကြိုက်ကြလို့ကောင်းပြီလေရမင်းအဲ့နောက်မှာတော်ရလေးမုံချူလှုပ်ပြီးတော့နေညီမနဲ့အတူမနက်စာကိုစပွဲကုံပေါ်မှာပြင်ဆင်ပြီးခင်းကျင်းလိုက်ပါတော့တယ်။တမီးလေးတော်တာတမီးကတမီးရဲ့မျက်နာပေါ်ကမိတ်ကက်လိုမျိုးပဲမုံလာဥနီဟာလဝါကိုတတိချာချာလေးပြင်ထားတယ်။အရသာရှိမဲ့ပုံမဲစားကြည့်ကြည့်လေအမေအဲ့နောက်မှာတော့တော်ရနဲ့တဇင်တို့ကတမီးသားစုလုံးကိုအိတ်ခံလိုက်ပါတယ်။ ။ဟင်းလျာတိုင်းကရဲအုပ်စားကောင်းတာပဲ။မြမလေးရဲ့ရောင်းမတွေကချောမောလှပသလောက်ဟင်းလျာလက်ရလည်းအမခမ်းမှာပဲလား။တကယ်ကိုအရသာရှိတယ်။တမိသားစုလုံးကချွေးမနှစ်ယောက်လုံးကိုချီးမွမ်းလိုက်ကြပါတော့တယ်။အဲ့နောက်မှာပထမဆုံးမိဖို့ကြောင့်ဝင်တဲ့ဒလိအတွက်ချွေးမနှစ်ယောက်လုံးကိုလက်ဆောင်ပေးလိုက်ပါတော့တယ်။ညနေမှာတော့ချွေးမနှစ်ယောက်လုံးရဲ့မျက်နှာပြပွဲရှိတာကြောင့်အင်းနီနာချင်းကအေဒေရီယောဆွေမျိုးသားချင်းတွေပါလာလေကြတော့တာပေါ့ချွေးမနှစ်ယောက်လုံးကလည်းပြင်ဆင်ပြီးတော့ထိုင်နေကြပါတော့တယ် ဧည့်သည်တွေအားလုံးကတယောက်ပြီးတယောက်တလဲစီချွေးမတို့ရဲ့မျက်နှာကိုကြည့်ပြီးတော့လက်ဆောင်လေးတွေပေးလိုက်ကြပါတယ်။အတော်ကြီးဒါကဘာလဲနော်တယောက်ကရိုးရှင်းတလောက်နောက်တယောက်ရဲ့မိကက်ကရဲတောင်နေရောပဲမိကက်လိမ့်နေဆိုတာမြို့သူတွေရဲ့တလေလေဒေချာကြည့်ရင်ကျွားမင်းကလေးရမှာမိကက်မပါတော့အရင်ကလှနေရောပဲချွေးမငယ်လေးလည်းလှပါတယ်မိကက်လိမ့်ထားတာလည်းတေတက်နေရောပဲပယ်မိကက်ပြင်ဆင်စီသွားပြီးတော့ပြင်ထားရလေကောင်မလေးညီမလေးဟာညီမလေးပြင်ထားတာပါအမ ဘသူမှရမျက်စိမကြပါစေနဲ့တော့ချွေးမကြီးလည်းလှပါရဲဟဲကြည့်ပါအောင်လားမျက်နှာလေးကလင်းဝင်းနေရပဲဒါနဲ့တမီးကပါရဲလိမ့်ထားရလဲအတော်တမီးကတဘာဝနီးလန်းအောင်ပဲအားထားတာဆိုတော့လေအများကြီးတော့မဟုတ်ပါဘူးအတော်ရဲ့ညာဖက်မအိတ်ခင်နှုတ်ရက်မလိုက်အောင်မျက်နှာမှာလိမ့်မိအိတ်တယ်အဲ့ဒါမှအသားကြီးကလင်းဝင်းနေမှလေတစဉ်ကတော့ဝမ်းတာနေပေမဲ့လင်းကြီးမဖြစ်သူတော်ရာကတော့နှစ်နာရီကြာကြာအချိန်ကုန်ခံပြီးမိကဲတေးချလိမ့်ချေထားတာတော့မှ ဘာမှတိတ်မလင်းကြတဲ့တစဉ်ကိုပဲဧည့်သည်ရာချီးကျူးနေတာကိုကြည့်ပြီးမနာလိုဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ပဲညဘက်ရောက်တဲ့အချိန်မှာတော့တော်ရာမှန်ရှိမှထိုင်ပြီးမင်္ဂလာဆောင်ပွဲတွေကြောင့်မိတ်ကတ်တွေအများကြီးလိမ့်ချိန်ရင်လိမ့်ချိန်နဲ့အသားရည်တွေတောင်တော်တော်လေးကိုပျက်စီးနေပြီ။ချစ်ကိုဘယ်နဲ့ချင်းပြောရမှာလဲ။အဝိရှော်ရဲဆက်ပြနေမျက်နှာမသိပါနဲ့လို့ကိုကလည်းလေမနောက်ပါနဲ့အခုလိုအသားရည်ဖြစ်နေတာလေမင်္ဂလာဆောင်တော့ရောပွဲတိုင်းအတွက်ရော နေ့စဉ်မပြတ်မိကက်တွေအများကြီးလိမ့်ချက်ထားလို့လေချေယမတ်စ်ကိုဘယ်မှာထထားလဲကိုကြည့်နေလိုက်ဒီနေ့ညာအဲ့ဒီမတ်စ်ကပ်ပြီးအိတ်လိုက်မနေ့ပြန်ကြချေရဲ့အသားရေကဘလိုတောင်ဆုပ်ပြေပြီးတော့ဝင်းသွားမလဲဆိုတာကြည့်နေလိုက်အဲ့ညာမှာတော်ရကမျက်နှာကိုတိတိကျကျလေးဆေးပြီးတော့မတ်စ်ကပ်ပြီးအိတ်လိုက်ပါတော့တယ်အဲ့ညာမှာပဲသစင်ကမိဖို့ကြောင့်လေးကိုဝင်ပြီးတခုခုကိုရှာဖွေနေတော့တာပေါ့အမရေပိုက်စာလို့လားမဟုတ်ပါဘူးဒါဆိုမိဖို့ကြောင့်နဲ့မှာပါရှာနေရလဲဩော် မလိုင်လိုက်ရှာနေတာတကယ်တော့မင်္ဂလာဆောင်တွေရောပွဲတွေရောမှာမိကက်တွေလိမ့်ချေထားတော့အသားကြီးက၆သွေ့သွားတယ်လေအဲ့ဒါကြောင့်မလိုင်လိမ့်လိုက်ရင်ကောင်းသားလို့လားအမဒါပေါ့လုံးဝနုံညံ့သွားတာအမတော်တာရဲ့အသားကြီးလည်း၆နေလောက်ရောပေါ့အမကိုလည်းသွားမေးကြည့်လိုက်မယ်မလိုင်လိမ့်မလားလို့လေအဲ့နောက်မှာရမင်းကမလိုင်ပကန်ကိုယူပြီးတော့တော်ရာရဲ့ခန်းထဲကိုရောက်လာခဲ့ပါတယ်တော်ရာကအစကလေးကမျက်နှာမှာမတ်စကတ်ထားပြီးတော့အနားယူနေတော့တာပေါ့ ညီမလေးကအမအတွက်မလိုင်လာပေးတာအမကြီးကပြောတယ်မလိုင်လဲရင်အသားကြီးဆိုပြေသွားတယ်တဲ့။ဩအဲ့ဒီတဘာဝနီးကိုတော့အမသဘောမကျဘူး။အဲ့ဒီအနံ့ကိုရှူပြီးတော့တညလုံးအိတ်နံမဲမထင်ဘူး။ဒီမှာညီမလေးယူထားလိုက်အမကတ်ထားတဲ့ mask အဲ့ဒီ mask ကလေအေးအေးလေးနဲ့အသားကြီးကိုဆိုပြေစေတယ်။ညီမလေးလည်းကတ်ကြည့်ကြည့်ပါလား။မလိုင်တွင်လိမ့်မနေစမ်းပါနဲ့။ကျမင်းကလည်းမတ်စကတ်တာကိုပို့ကောင်းတယ်လို့ယူဆပြီးတော့လူမျိုးမတ်စကတ်ပြီးတော့အိတ်လိုက်ပါတော့တယ် ောက်နေ့မနက်ထမင်းစားစပွဲကုန်နားမှာသမီးတို့ရေအမေကအသက်ကြီးနေပြီဆိုတော့အိမ်ရတာဝန်နေအားလုံးသမီးတို့ပေးလိုက်မယ်ဒေါ်အီချန်းကအိမ်လုတ်တွေကနေနားယူပြီးတော့ရှိသမျှတာဝန်ဝတ္တရားတွေအားလုံးကိုချွေးမနှစ်ယောက်ကိုခွဲပေးလိုက်ပါတော့တယ်ဒီမနှစ်ယောက်လုံးကအဲ့ဒီတာဝန်တွေအားလုံးကိုအကောင်းဆုံးထမ်းဆောင်ကြရတာပေါ့တစင်းနဲ့တော်တာတို့နှစ်ယောက်လုံးကအိမ်အတွင်းအပြင်ကိစ္စတွေအားလုံးကိုနိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ကြပါတယ်တိရမတို့တော်တာကသူ့ရဲ့မျက်နှာနဲ့လက်ကိုမှန်နေမှကြည့်ပြီး အိမ်အလုပ်တွေလုပ်နေရင်လည်းကိုယ့်ရဲ့လက်နဲ့မျက်ခုံးအောင်တတိမထားမိဘူးအမွှေးတွေတောင်တော်တော်လေးကိုရှေးလာနေပြီမျက်ခုံးမပြင်ရတာလဲနှစ်ပတ်လောက်ရှိနေပြီထက်နဲ့ကိုကြီးအလှပြင်ဆိုင်သွားမလို့ပတ်စံပေးဦးတော့ဒီမှာယူလိုက်ရူပီ900 900ထဲနဲ့ဘာလုပ်လို့ရမှာလဲ9000တော့ပေးတာမဟုတ်ဘူးဝက်စင်နဲ့တူတူမျက်ခုံးလည်းပြင်မလို့အဲ့ဒီချိန်မှာတစင်းကအခန်းလေးကိုရောက်လာခဲ့ပါတယ်ပေးသွားမလို့လဲညီမအလှပြင်ဆိုင်သွားမလို့လေအမလည်းတူတူလိုက်ခဲ့လေ ်အမလေးကဝယ်ဆင်သွားလို့မလို့အလားပြန်ဆိုင်သွားเสียပါလို့လို့လေအမဆိုအမရဲ့နီးနဲ့အမအိမ်မှာပဲဝယ်ဆင်လုပ်နေကြအခုလည်းအမတို့ညီမနှောက်တူတူအိမ်မှာပဲလုပ်ကြတာပေါ့မလုပ်တော့ပါအမရဲ့ညီမအလားပြန်ဆိုင်မှာပဲသွားလို့လိုက်မယ်အိမ်ကပစ္စည်းတွေကယုံရတာမဟုတ်ဘူးအတော်လေးကိုတုံးတာပဲအဲ့နောက်မှာတော်ရကအနှံ့ပြင်ဆိုင်ကိုသွားလိုက်ပါတော့တယ် Welcome မမမဘလို့ service မျိုးလိုချင်တာလဲဟိုဝယ်ဆင်လုပ်ချင်လို့ပါ လက်တွေရောခြေထောက်တွေမှာပါအမွှေးတွေထွက်လာလို့လေဈေးကြီးတဲ့ပစ္စည်းသုံးမင်းတော့โอเคမအဲ့နောက်မှာတော်ရန့်ကိုဝယ်စားလေးဖို့အတွက်အဝတ်တထည်ပေးလိုက်ပါတော့တယ်နောက်တော့ဝယ်စင်စပြီးလှုပ်ဆောင်လိုက်ပါတယ်တော်ရန့်ကဟက်ဖုန်းတက်ပြီး music ကိုနားထောင်ပြီးတော့အေးအေးဆေးဆေးဇင်ခံရင်းနဲ့ဝယ်စင်လှုပ်နေတော့တာပေါ့မိုင်းဝယ်စင်ကတော့လှုပ်လှုပ်ပြီးသွားရင်နောက်ထပ်ဘာလှုပ်ပေးရမလဲနည်းနည်းလောက်ကောင်းနိုင်နေပေးပါလား ဝင်းနှင်းကတော်နာကိုကောင်းနှိမ်နေပြီးသပင်ကိုလျှော်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့သင်းကပြားရည်နဲ့တကြားကိုတမ်းမြည်ရင်းမှာထည့်ပြီးခဏတာအပူပင်းရင်နဲ့ဟုံးမိတ်ဝက်ဂျေကိုပြင်ဆင်လိုက်ပါတော့တယ်။အမပါလုံးနေရလဲရင်။ဩအမဝက်စင်ဂျေလုံနေတာဆယ်မိနစ်ပဲဆောင်းပြီးတော့အသုံးပြုလို့ရပြီ။သမီးအဲ့ဒါဘလို့သုံးရတာလဲ။အမေပထမဆုံးအေးတော်ဆောင်းရတယ်။ပြီးရင်တော့အဝတ်လေးနဲ့အသားနဲ့ကက်ပြီးတော့ဆွဲခွာလိုက်ရုံပဲ။ တာမန်ဝဆင်လောက်တာနဲ့တူတူပဲလေအဲ့ဒါဆိုရင်တော့အမေလက်စမ်းသုံးကြည့်ချင်တယ်အဲ့နောက်မှာတော့သစင်းက homemade west j နဲ့ရောင်ခွမဖြစ်သူကိုဝဆင်လုပ်ပေးလိုက်ပါတော့တယ်ကောင်းလိုက်တာသမီးရဲ့အသားရေပို့ပြီးတော့ smooth ဖြစ်သွားတဲ့ပြင် glow ပါ glow သွားသေးတယ်ရမင်းသမီးလည်းလှုပ်ကြည့်ပါလားတော်တော်လေးကိုမိုက်တာပဲမလှုပ်တော့ပါဘူးအမေအမကပါရရောထားမှန်းမသိဘူးသမီးကတော့အဲ့ဒီပစ္စည်းကိုရုံရုံကြည်ကြည်နဲ့မသုံးနိုင်ဘူးသမီးကအမတော်တာလို့ပဲအလားပြင်ဆိုင်ကိုသွားပြီးဝဆင်လုပ်မှာ ိနောက်မှာရမင်းကတော်ရကိုအတူယူပြီးအလှပြန်ဆိုင်ကိုသွားပြီးတော့ဝန်ဆင်လှုပ်လိုက်ပါတော့တယ်။အလှပြန်ဆိုင်ကမိုက်တယ်မလားရမင်း။မိုက်တယ်မ။အိနောက်မှာသူတို့နှစ်ယောက်ကအင်ကိုရောက်လာကြပါတယ်။တရက်မှာတော့အားလုံးကမင်္ဂလာဆောင်ကိုသွားဖို့အတွက်အကြောင်းပေါ်လာပါတော့တယ်။သမီးတို့ရေအချိန်မီပြင်ဆင်ထားကြနော်။ညနေကျမင်္ဂလာဆောင်သွားရမယ်။ဟုတ်ကဲ့အမေ။အိမ်အလုပ်တွေလုပ်ရင်းနဲ့မျက်နာတော့မကလို့တော့ဘူးဒီလိုလုပ်ရင်ကောင်းမယ်ဟိုနေရာမျက်နာပေါင်းတဲ့နဲ့ခရမုံ အမဂျန်စီအတွက် တိမ်းထားတာရှိတယ်။အဲ့ဒါပဲတုံးလိုက်တော့မယ်။ဒီလိုအခြေအနေအတွက်ပဲတိမ်းထားတာဆိုတော့အဲ့နောက်မှာတော်တာကကိုတိုင်းမင်းမျက်နှာပေါင်းတင်လိုက်ပါတယ်။အမညီမလေးတို့ကိုရှုံ့ယူလာခဲ့တာ။ညီမလေးကမျက်နှာပေါင်းတင်တဲ့ခရမ်နောင်၃မိနစ်ပြီပဲ။ဘာမှမဖြစ်ပါဘူးလေ။ဂျမင်းညီမလေးရှုံ့လိမ့်မလား။မလိမ့်တော့ပါအောင်မ။အမတော်တာလိုပဲမျက်နှာပေါင်းတင်တဲ့ခရမ်သုံးလိုက်မယ်။ကမီကယ်ရီသုံးတာများရင်လဲစကင်ကပျက်စီးသွားတတ်တယ်လေ။ တခါတလေမျက်နှာပေါက်နေတဲ့ခရစ်မလီပါရီကလည်းစိုးကျိုးဖြစ်စေတယ်။အမပြောသလိုတားပဲလိမ့်လိုက်အသားရည်ဝင်းလာလိမ့်မယ်။အမလည်းလေတခါတလေတဘာဝနီးလောင်မတုံးမဲခင်းနဲ့ညီလိုက်သုံးကြည့်ပါလား။အမတော်တားရည်အမစီမှာမျက်နှာပေါက်နေတဲ့ခရစ်မကြံသေးလား။အမသုံးတဲ့ဟာတော့ကုန်ပြီ။ဒါပေမဲ့အမကြံစီသုံးဖို့အတွက်တခုသိမ်းထားတာရှိတယ်။အမညီမလေးကိုလိမ့်ပေးမယ်။အိမ်တော်မှာတော်ရကရမင်းကိုမျက်နှာပေါက်တင်ပေးလိုက်တော့တာပေါ့။ရုတ်တရက်ကြီးရမင်းရဲ့မျက်နှာလေးရှားရန်လာခဲ့ပါတယ်။အမ မြန်မာလေးရဲ့မျက်နှာတော်တော်လေးကိုရှားလာနေပြီမြမြလေးအဲ့ဒီခရမဖယ်ပေးပါတော့ညီမင်းကအရင်ကရှားရန်လာတာကြောင့်မြမြလေးမျက်နှာပစ်လိုက်ပါတော့တယ်ခရနဲ့မတည့်တာကြောင့်အခုလေးလေးထွက်လာခဲ့ပါတယ်ဒါကဘလို့ဖြစ်သွားတာလဲဘာဖြစ်တာလဲညီမလေးဘလို့လုပ်ပြီးအခုလေးထွက်လာလဲဒီလိုလို့သစဉ်မင်းညီမင်းနဲ့အတူအိမ်မှာပဲနေခဲ့လိုက်တော့ကိုလိုပဲမင်္ဂလာဆောင်သွားပြီးအိမ်ဝင်ပြန်လာခဲ့လိုက်မယ် နှစ်ယောက်တော်နေခဲ့မှတော့တော်တာမင်းလည်းနေခဲ့လိုက်တော့အမေနဲ့အဖေနဲ့ကိုတို့ပဲသွားလိုက်မယ်။ဘာမှစိတ်မပူပါနဲ့ကျမတို့အားလုံးတူတူသွားကြမယ်။အတော်ရဲ့သမီးမင်္ဂလာဆောင်ဆိုတော့မသွားရင်ဘယ်ကောင်းမလဲ။ညီမလေးဘာမှစိတ်မပူနဲ့အမအစဉ်ပြောင်းလှုပ်ပေးမယ်။အိမ်တော်မှာတော့တစဉ်ကရှုံနေမှာပြားရင်နဲ့ဆင်းရင်းရောပြီးတော့ယူလာလိုက်ပါတော့တယ်။ဒီလိုလာခဲ့ညီမလေးအမရှုံလိမ့်ပေးမယ်။ခဏလေးနဲ့ညီမလေးရဲ့အဖူးပိတ်တွေအားလုံးတစ်ခါရေးပျောက်သွားလိမ့်မယ်။ပြီးရင်ကလိုးသွားလိမ့်မယ်ကြည့်နေ။ တစင်းကရှုံလင်းပေးလိုက်ပါတော့တယ်။သိမ့်မကြခင်အတွင်းမှာပဲရမင်းရဲ့မျက်နှာကအရင်ကထက်ပိုပြီးတော့ဂလူးသွားပါတော့တယ်။အဖူပိန်တွေလည်းပျောက်သွားတော့တာပေါ့။အရှင်ကအမရဲ့နီးလန်းနဲ့မယုံခဲ့မိဘူး။အမကြောင့်ပဲညီမလေးရဲ့အသားကြီးကအဆင်ပြေသွားခဲ့တာ။ကျေးဇူးပါနော်အမ။ရမင်းကရုတ်တရက်ကြီးတစင်းဘက်ပါရာကိုကြည့်ပြီးတော့တော်ရကမနှလုံးဖြစ်သွားပါတော့တယ်။အိန်းဒီကစပြီးတခုခုလိုအပ်တိုင်းရမင်းကတစင်းစီကိုတွားတာကြည့်ပြီးရမင်းကစိတ်မကောင်းဖြစ်လာခဲ့ပါတယ်။ အရင်ကဆိုရင်တခုခုဆိုတော်ရကိုပြောလို့တော့ရှိပေမယ့်အခုတော့မပြောတော့ပါဘူးတည့်ရမှာဆိုဖာမှာထိုင်ပြီးလက်ဖက်ရည်တောက်နေတဲ့အချိန်ဒေါ်အီးရန်ကသမီးလေးခင်မဒီနေ့အိမ်ကိုဘလို့လာဖြစ်တာလဲအန်တီတကြားလေးနည်းနည်းလောက်လာတောင်းတာပါအမခင်မရေဘလို့ဖြစ်ပြီးမျက်နှာအဖုအပိတ်တွေနဲ့ပြည့်နေရလဲပူလို့နဲ့တူတဲ့ညီမရဲ့မပြောက်နိုင်အောင်ညီမလေးတကြားနဲ့တူလိမ့်ဆေးပါယူလာခဲ့မယ်အမခင်မဒီမှာအမအတွက်တကြားနဲ့လိုရှင် အဖို့တွေအားလုံးပျောက်သွားလိမ့်မယ်။ကျေးဇူးပါညီမလေး။ဒါပေမဲ့တော်ရရဲ့လူရှင်ကြောင့်ခင်မရဲ့မျက်နှာလေးအဖို့တွေက ပူကြီးလာပြီးအများကြီးထွက်လာပါတော့တယ်။ဒါကြောင့်လေခင်မကစိတ်ညစ်သွားပြီးတော့ငိုရင်းတော်ရစီကိုရောက်လာခဲ့ပါတယ်။နောက်တော့တော်ရကိုအော်ဟောက်လိုက်တော့တာပေါ့။ဒီချိန်မှာသစင်းကပဲနေတဲ့ကြားကိုရောကျိပြီးတော့ခရင်လောက်ပြီးခင်မကိုပေးလိုက်ပါတော့တယ်။အမရေဒီခရင်မော်လိမ့်လိုက် အမရဲ့အဖို့ပိတ်တွေတက်တာသွားလိမ့်မယ်။အဲ့ဒီတိုင်းမဖြစ်လာတော့တာပေါ့။ တစင်းရဲ့နီးလန်းဟာအလုဖြစ်ခဲ့ပါတယ်။ဒါကြောင့်လေးပဲလမ်းကဘယ်အမျိုးသမီးမဆိုတခုခုလိုချင်တိုင်းတစင်းစီမှာလာပြီးတောင်းနေရှိတော့တာပေါ့။နောက်တော့တစင်းပြောတဲ့အချိန်သူတို့အားလုံးဟာ beauty treatment တွေကိုလိုက်လုပ်ကြပါတော့တယ်။တည့်ရမှာတော့ရှမင်းရဲ့ခန္ဓာကိုယ်ပေါင်းတယ်မလားအိမ်လုတ်တွေပြင်အလုတ်တွေလုတ်ရင်းနဲ့လက်တွေခြေတွေလည်းမဲနေပြီအမရှင်တွေတဲပြီးတော့ဂျင်းတွေထဲမှာဆက်ပြမုံနဲ့ရှမ်ပူထည့်ပြီးပေါင်းနှင်စေးလုတ်ထားတယ်ညီမလေးသုံးကြည့်လိုက်လေလုံးဝဖြူဖွေးသွားလိမ့်မယ်အမရဲ့ ဘာတွေပေါက်တက်ကြရလောက်ရတာလဲတရက်လောက်ညီမလေးနဲ့တူတူအလှပြင်ဆန်လိုက်ခဲ့တာမဟုတ်ဘူးအဲ့ဒီမှာဆိုစေးကြီးတဲ့ခရမ်လိန်ပေးလိုက်မယ်အသားကြီးကလုံးဝဖြူပွေးသွားစေရမယ်အမရဲ့မဟုတ်တာညီမရဲ့အမအလှပြင်ဆန်ရကက်မီကယ်ပရိုဒက်တွေသုံးရမှာကြောက်တယ်ညီမလေးပဲသွားလိုက်တော့နော်တော်ရကအနှပြင်ဆိုင်ကိုတွားပြီးတော့ခန္ဓာကိုယ်ပေါင်းတင်ခြေလက်ပေါင်းတင်တာတွေကိုလှုပ်လိုက်ပါတော့တယ်။ရောက်ကမှဖြစ်သူနဲ့ရောင်းမတို့ကတော့သင်းရဲ့နီလန်အတိုင်းပဲလိုက်လုံကြပါတယ်။ တမီးကတော်တော်လေးကိုတော်တာပဲတမီးရဲ့နီလန်တိုင်းကအောင်မြင်တယ်နော်ကြည်ပောင်လာမေးတမီးဆိုအရင်ကထက်နှဆပေါဖြူလာနေပြီမျက်နှာနဲ့တောင် ခန္ဓာကိုယ်အသားကြီးကတသားတည်းဖြစ်နေပြီအော်အမပြန်လာပြီလားကြည်ပောင်အမသက်စင်ရဲ့နီလန်တွေကတော်တော်လေးကိုထိရောက်တာထိရောက်မှန်းတော့သိပါရဲဟဲဒါပေမဲ့အလှပြင်ဆိုင်အောင်တော့မမီနိုင်ဘူးလေတော်ရကနေတိုင်းနေတိုင်းယောက်ျားဖြစ်သူစီကနေပစံတွေတောင်းပြီးတော့မိတ်ကပစ္စည်းတွေဝယ်လိုက်အနှပြင်းဆိုင်သွားလိုက်နေအသားရေကိုဂယူးဆိုင်နေတော့တာပေါ့ ဒီချိန်မှာတစင်ကအိမ်မှာနေပြီးကိုအားကို beauty treatment လုပ်နေတော့တာပေါ့နေရက်တွေကုံဆုံးနေခဲ့ပါတယ်ဒီလိုနဲ့ပင်တည့်ရမှာတော့ဒေါအီးချန်းနဲ့ဥပညာတို့ကအခန်းထဲမှာထိုင်ပြီးစကားပြောနေကြပါတယ်မိမကြီးယမင်းအတွက်တော်ဆက်မှုတစ်ခုရောက်လာတယ်ကောင်းလေးမိသားစုကအင်ဟိုလာခဲ့မယ်ပြောတယ်မနေ့ပြန်ကြယမင်းကိုအလားဆုံးပြင်ဆင်ပေးထားလိုက်နော်ကောင်းတာပေါ့ရှင်ပြီးတော့လေအိမ်ကချွေးမနှစ်ယောက်လုံးကအလှပရေးရာမှာတော်ကြတာဆိုတော့ အဲ့ဒီအတွက်လည်းစိတ်ပူစရာမလိုတော့ဘူးလေခဏကြာရင်နောက်မှာတော့ရမင်းရဲ့အခန်းထဲမှာရမင်းရဲ့အမညမလေးကိုမျက်နှာပေါင်းနေပြီးပြင်ဆင်ပေးမယ်မလုပ်ပေးပါနဲ့အမဟိုတခါတုန်းကလည်းညမလေးမျက်နှာပါဖြစ်သွားလဲဆိုတာအမလည်းသိရပဲအမသစင်ကိုပဲခရင်လောက်ခန်းလိုက်မယ်အမသစင်ကခရင်မသုံးပြီးသွားရင်အရင်ကထပ်ပို့ပြီးကလိုးလာတဲ့အမရဲ့အလုံးကသစင်ကိုပဲယုံကြည်ကြတာကိုကြည်ပြီးတော်ရကရဲကုန်မနာလူဖြစ်လာခဲ့ပါတယ်ဒီနေ့ကစပြီးရောင်မလေးက ဘတုံးမမတ်သင်လောက်တဲ့ခရင်မို့လိမ့်တော့မှမဟုတ်ဘူးသူရကမိဘကြောင့်နေမှာထားထားတဲ့ခရင်မင်းကိုမြုပ်သီးမုံနေရောထဲလိုက်ပါတော့တယ်ဒါကြောင့်မေရှင်မင်းဟာခရင်ကိုလိမ့်ပြီးပြီးချင်းမျက်နှာတွေပူလာပါတော့တယ်ယမင်းလည်းမြေမြမျက်နှာတက်လိုက်တော့တာပေါ့ဒါပေမဲ့လည်းမြုပ်သီးမုံကြောင့်ယမင်းရဲ့မျက်နှာကနီးရဲနေတော့တာပေါ့အမေရဲ့တမီးရဲ့မျက်နှာတစ်ခုလည်းနီးရဲကုန်ပြီတမီးကအမတော်သားရဲ့စကားကိုနားထောင်လိုက်တဲ့နာ အမသက်စင်ကိုယုံကြည်မိတာပဲ ။သမီးမားသွားတယ်အမေ။အမကြောင့်ညီမလေးရဲ့မျက်နှာဒီလိုဖြစ်သွားတယ်ဆိုရင် အမပဲပြန်ကောင်းအောင်လုပ်ပေးမယ်။အဲ့ဒီတော့အမအရင်ဆုံးရွာကိုသွားမှဖြစ်မယ်။အဲ့နောက်မှာတဇင်းကယောက်ျားဖြစ်သူနဲ့အတူရွာကိုသွားပြီးတော့စီးရွက်တွေကိုရှာပြီးပြန်ရောက်လာပါတော့တယ်။အဲ့ဒီချိန်မှာခန်းထဲမှာထိုင်နေတဲ့တော်ရကအမေသမီးတင်နဲ့အဲ့ဒီငဒုံးမောင်ကောင်းကောင်းလေးပညာပြပေးလိုက်တယ်။ဒီလိုနဲ့ပဲတော်ရကအเจ้าစုံကိုသူ့အမေဖြစ်သူကိုပြောပြလိုက်ပါတော့တယ်။ ။သမီးရဲ့မာနကြောင့်နဲ့တခြားတယောက်ရဲ့ဘဝကိုဖျက်ဆီးလိုက်တာကိုသိလိုက်ရဲ့လား။နေကငါသမီးမဖြစ်နိုင်ဘူး။မင်းကိုသမီးလို့ခေါ်ရမှာတော့ငါရှက်မိတယ်။ကို့အတွက်ပဲသူတပားအပေါ်ကိုအဲ့လိုမကောင်းကျင်စရာလား။တော်ရနဲ့သူ့အမေရဲ့စကားကိုဒိုအီချင်းကကြားသွားပါတော့တယ်။အဲဒါကြောင့်နဲ့ဒိုအီချင်းဟာရန်ကိုဒေါသထွက်သွားပြီးတော့အိမ်ကနေမှထိုင်နေလိုက်ပါတော့တယ်။ဒီချိန်မှာပဲသင်းကဆေးရွက်တွေယူလာပြီးကြင်ရင်နဲ့ရမင်းရဲ့မျက်နှာပေါ်မှာလိမ့်ပေးလိုက်တော့တာပေါ့။ နောက်တော့ရေခဲလေးနဲ့မျက်နှာကိုပုတ်တက်လိုက်ပါတော့တယ်။ခဏကြာလေးနောက်မှာတော့ဂျမင်းရဲ့မျက်နှာကအရင်တိုင်းပြန်ဖြစ်သွားပါတော့တယ်။ဒေါ်ရီချင်းကလည်းတော်ရရဲ့အကြောင်းကိုအားလုံးသိအောင်လို့ပြောပြလိုက်ပါတော့တယ်။အမရေညီမကိုခတ်လို့ပါနော်။ညီမလေးကိုယ်တိုင်အမပေါ်မကောင်းကြံခဲ့မိတာပါ။အမေရောဂျမင်းရောပြီးတော့အိန်းနီနာချင်းတွေအားပါအမရဲ့စကားကိုပဲယုံကြည်လာကြလို့ညီမလေးကကြံမိကြံရကြံမိတာပါ။ဘာမှမဖြစ်ပါဘူး။ အခုကအားလုံးအဆင်ပြေသွားပြီပဲ။ညီမလေးကလည်းညီမလေးရဲ့အပြစ်ကိုဝန်ခံပြီးသွားပြီပဲ။အဲ့ဒါနဲ့တင်လုံလောက်နေပါပြီညီမလေးရဲ့။နောက်နေ့တရက်မှာတော့ရောင်မနှစ်ယောက်ပေါင်းပြီးယမင်းကိုအလားဆုံးပြင်ဆင်ပေးလိုက်တော့တာပေါ့။ကောင်းလေးဘက်ကမိသားစုကလည်းယမင်းကိုသဘောကျသွားပါတော့တယ်။နောက်တော့မင်္ဂလာဆောင်မဲ့ကိစ္စလည်းအတိဖြစ်သွားပါတော့တယ်။အမရဲ့ homemade beauty treatment တကယ်ကိုအသုံးဝင်တာပဲအမ။ညီမလေးကိုရောတင်မင်းမလား။တင်မင်းမှာပေါ့။ဒါနဲ့ညီမလေးကမိတ်ကပ်လိမ့်တဲ့နေရာမှာကျွမ်းကျင်တာဆိုတော့ အမောင်မိတ်ကက်လေးနေသင်မေးမလား Yes anytime အခုမှတော့မြို့ကချွေးမာရောရွာကချွေးမာရောနှစ်ယောက်လုံးဟာသူတို့ရဲ့ကိုစီကိုစီ beauty treatment ကိုအချင်းချင်း share ကြပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်